โอเคအားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော် active နဲ့ passive အကြောင်းကိုပြောပါပါ active voice passive voice ပေါ့နော်အဓိကတော့ဒီမှာကျွန်တော်တို့ verb အကြောင်းကိုသိရင်ကြပါ verb ကိုကြည့်တာနဲ့ active verb လား passive verb လားကြည့်လိုက်တာနဲ့ active နဲ့ရေးထားရင်ဒါဒီ active စာကြောင်း passive verb နဲ့ရေးထားရင်ဒါဒီ passive စာကြောင်းပေါ့နော်အဲ့တော့ active verb နဲ့ passive verb ကိုဘယ်လိုခွဲမလဲဆိုတော့ဒီမှာဒါလေးကြီးကြည့်လိုက်ရအောင်ပေါ့နော်အဲ့တော့ ကျွန်တော်တို့အဓိကလောက်အောင်မှာကြတော့ vector တွေတိသွားပြီဆိုလို့ရှိရင် active စာကြောင်းကို passive ဘယ်လိုပြောမလဲ passive စာကြောင်းကို active ဘယ်လိုပြောမလဲဘယ်လိုတွေလောက်ရလဲဆိုတဲ့အပေါ်တရားလေးရှိနော်အဲ့တော့နောက်ပိုင်းကြတော့မှတဖြည်းဖြည်းနဲ့ဘာကြောင့် active ကိုမရေးဘဲနဲ့ passive ရေးဖို့လိုလဲဆိုတော့အဲ့ဒါလည်းတဖြည်းဖြည်းရှင်းပြမယ်နော်တချို့စာကြောင်းတွေတချို့အခြေအနေတွေမှာကြတော့ကျွန်တော်တို့ passive ရေးမှာဖြစ်တဲ့အနေအထားတွေရှိတယ်တချို့ဟာတွေကြတော့ရတယ်ပက်စစ်ဖြစ်ရေးအက်တီဗီဖြစ်ရေးဘယ်ဟာဖြစ်ရေးအဆင်ပြေရလဲရှိ เนาะအဲ့တော့တော်လစေဒီမှာကျွန်တော်ရေးပြအဲနမူနာတော်လ teachers english ဆိုတဲ့စာကြောင်းအဲ့ဒါဒီပုံမှန်စာကြောင်းကျွန်တော်တို့ပုံမှန် subject verb object နဲ့ရေးထားတယ် active စာကြောင်းဒေါ်လကဒါမှမဟုတ်ဒေါ်လဒီအင်္ဂလိပ်စာကိုအတင်ပါသည်ဒေါ်လကအင်္ဂလိပ်စာတင်သည်လို့မျိုးပေါ့အဲ့ဒါကိုကျွန်တော်တို့ active passive ပြောင်းမယ်ဒီ form လေးဒီ pattern လေးနဲ့ကြည့်အောင် verb ကို passive verb ပြောင်း ရှေ့ subject ကိုပိုင်ခံပြီးနောက်ကိုပို့နောက်က object ကိုရှေ့ကို subject ဖြစ်ပေါ့နော်တော့လောက်ကိုပိုင်ခံပြီးနောက်ပို့လိုက်တယ်ရှေ့ English ကနောက်ကအင်္ဂလိပ်ကရှေ့ကိုရောက်တယ် teachers passive verb ပြောင်း English is taught by တော့လောက်ဘာမျိုးပေါ့နော်အဲ့တော့ဒီလိုပြောင်းပုံပြောင်းနည်းကိုဒီမှာအခုသင်ပေးပါမလားအဓိပ္ပာယ်ကိုကြည့်ပြကြည့်မယ်ဒေါ်လာဒီဒေါ်လာကအင်္ဂလိပ်စာသင်ပါသည် အင်္ဂလိပ်စာကိုဒေါ်လာတင်ပါသည်အိဗေကတူတူပဲရေမုံရင်းနီးခွာသွားနော်အဲ့တော့ကျွန်တော်တို့ active စာကြောင်းတွေမှာဘယ်လို buff တွေတွေ့ရတတ်လဲ buff ကိုကြည့်တာ ਨੇ active buff လား passive buff လား active စာကြောင်းလား passive စာကြောင်းကိုခွဲအောင် active buff တွေဒါလေး buff 1နဲ့ရေးထားရင် active ဆိုကြောင်းဘတ်တူးနဲ့ရေးထားရင် half plus battery နဲ့ရေးထားရင် half ဆိုတာ battery half ကိုပြောတာเนาะ has have had ဖြစ်နိုင်တယ် ဗတ်တု B+ buffer engine နဲ့ရေးထားရင်ပြီး model verb တွေနဲ့ verb 0နဲ့တွဲပြီးတော့ရေးထားရင် infinitive verb ပေါ့နော်အဲ့ဒါတည်းတည်း active verb အဲ့ဒီ active verb ကို passive verb ပြောင်း passive verb ဖြစ်ဒီပါတယ် am is are plus b3 was were plus b3 but do have plus been been plus b3 but do be plus being plus b3 model verb plus be plus b3 ပဒရီ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 ကဒရီအကုန်လုံးပဒရီတွေပဲအဲ့တော့ passive verb တွေဒီ ီမှာနောက်ဆုံးမှာပါရည်လေဖက်3တွေကြီးပဲဘာနဲ့ကက်ရက်ရှိနေလဲဆိုတော့အမစ်ဆာဆိုတာပါလေဖက်2 B ဝက်စရာဆိုတော့ပါလေဖက်2 B ဘတ်တူဟပ်လဗင်းဘလဘက်3မှာ B ရန်ဘင်းစာပဲအုပ်စုလေဘတ်တူ B အုပ်စု B ရန်ကြီးဘင်းရင်ကရောဘတ်တူ B အုပ်စု B B ရော B ပဲဘတ်တူ B ပဲဆိုတော့ကျွန်တော်တို့ passive တွေဒီအတူကောက်ပြောမယ်ဆိုလို့ရှိရင်ဘတ်တူ B plus ဘက်3ပေါ့ အဲ့ဒါဆိုပတ်စစ်သည် back to b+ ဘက်တရီအဲ့ဒါအနှစ်ချုပ်အဲ့တော့ b+ ဘက်တရီတွေ့လို့ရှိရင်အဲ့ဒါဒီပတ်စစ်စာကြောင်းဘဝန်းတွေ့ရင်ဘက်တရီပြောင်းအဲ့ဘဝန်းကိုဘက်တရီပြောင်းမယ်ဘာနဲ့ပေါင်းရမလဲအနှစ်စာနဲ့ပေါင်းရမယ် m ဆိုတာကကြတော့ shear subject i ဆိုရင်တော့ m သုံးပေါ့ဗျာ subject ကအနည်းဖြစ်နေ is သုံး subject ကအများဖြစ်နေ a သုံးဘာလို့ m စာသုံးလဲဘဝန်းမလို့အဲ့ဒါဒီမှာ what's where ဘာလို့သုံးလဲ back to မလို့အဲ့ဒီ back to ကိုဘက်တရီပြောင်း what's where ပေါင်းဒါက at ဗက်ကနေပက်စစ်ဗက်ကိုပြောင်းခြင်းရင်အက်တစ်စာကြောင်းကနေပက်စစ်စာကြောင်းကိုပြောင်းခြင်းရင်ဒီလိုမျိုးတွေသုံးရတယ်လို့ပြောတာအဲ့ဒါ vice versa ပဲเนาะအပြန်အလှန်ပဲဒီဘက်ကနေဒီဘက်ကိုပြောင်းခြင်းလိုက်အိုက်တမ်ပဲဒီကနေဒီကိုသွားခြင်းလိုက်အိုက်တမ်ပဲဒီပတန်လေးကိုမျက်စိထဲမှာမြင်ရောင်းနေရပြီအဲ့တော့ဘတ်တူ half plus battery အလဲမှာဘာလိုက်တက်ရုံပဲလေ BM ဘင်းမဲ့တက်ရုံပဲเนาะဘတ်တူ half မှာ has have had ရှိတယ်ဘတ်တူဆိုရင်တော့စဉ်းစားကြမလို့ပေါ့ဗျာ HD ကတလုံးနဲ့သုံးရမယ် ဒါပေမဲ့ verb 1ဖြစ်နေရင် has has တော့မလား hv have တော့မလား CS subject အနည်းများကိုကြည့်ပြီးတော့သုံးရမယ် be plus verb ing but to be plus verb ing အဲ့တော့ amiss are was where တခုခုဖြစ်နိုင်တယ်အဲ့ဒါ plus be ing being ထပ်ပေါင်းမယ်ဒီလိုပုံစံအခြေအနေဖြစ်နေပြီဆိုရင် being being plus battery okay ဒီ verb ing ကို battery ပြောင်းအောင်ပါနော်ပြီးရင် modal verb plus infinitive verb အဲ့ဒီ infinitive verb ကို battery ပြောင်း be လေးကပ်ရုံပဲ modal verb plus b plus ပတ်သက်ပြီးဖြစ်သွား example လေးနဲ့နမူနာတွေးပြီးတော့ကြည့်အောင်တော်လှ teachers english ဘက်ကဘာဘက်လဲဘဝန်ဘဝန်ကိုဘာပြောင်းမလဲပတ်သက်ပြောင်းအမစ်စာပါ english ကိုရှေ့ပို့ထားဆိုတော့ english က subject အနေလားများလားနင်း is english is taught ဘာတော်လှကဲ okay နောက်ထပ်စာကြောင်းကြောင်းကြည့်အောင် .english ဘာတူ adverb ကြီးနော် adverb စာကြောင်းပေါ့ အဲ့ဗတ်တူဘာပြောင်းလဲဘက်တရီပြောင်းဝက်စဝေယာပေါင်းဘာလို့ဝက်စဝေယာပေါင်းပတ်စတန်ဖြစ်နေလို့လေအတိတ်ကာလဖြစ်နေလို့ဗတ်တူဖြစ်နေလို့โอเคအင်္ဂလိပ်က subject အနည်းဆိုတော့ was taught by the la โอเคနောက်တစ်ခုက dollar has taught perfect tense နော်အဲ့တော့ h+ ဘက်တရီဆိုလို့ရှိရင်ဒီမှာဘာလေးပေါင်းရမလဲ b and bill ပေါင်းရမလဲအင်္ဂလိပ်ကိုရှေ့ကိုပို့မယ်ဒေါ်လာကပိုင်ခံနောက်ရောက်မယ် english has been taught by dollar နောက်တစ်ခု dollar is teaching english dollar english ကသင်နေတယ် teaching ဒီမှာပတ်သတိပြောင်းမယ် taught ပတ်တန်ရပါပြောင်းမယ် amisa plus being plus ပတ်သတိ english က subject အနေဖြစ်နေတယ် english is being taught by dollar ပြီးရင် can teach english moreover plus infinitive verb dollar can teach english okay can be taught infinitive verb ကိုပတ်သတိပြောင်း be လေးပေါ english can be taught by dollar okay ဆိုတော့အတိတ်ဘက်ဆက်ကအဲ့ဒါလေးပဲအပြင်းပြလန်နေနဲ့ကိုယ့်အကူစာလို့တဲ့ခါကြလို့ရှင်ဒီစာကြောင်းလေးတွေကိုဖျောက်လိုက်ဒီစာကြောင်းအရင်ကူကူပြီးတော့မှအတိတ်စာကြောင်းပုံစံပြန်ပြောင်းကြည့်တယ်လို့လုပ်လို့ရတယ်ကိုယ့်အနားမှာစင်တဲ့အင်္ဂလိပ်စာမေကောင်းနေရှိလို့ရှင်လဲအဲ့ဒီမှာ stainless transformation တွေကနေပြီးတော့မေကောင်းနေဒီ passive အကြောင်းလေးတွေကိုလွတ်ကြည့်လို့ရပါတယ်ဒါမှမဟုတ်ရှင်တယ်တကယ်လို့အခု internet တွေပါတယ်သုံးနေအဲ chat gpt တွေပါတယ်သုံးနေဆိုလို့ရှင်လဲ active passive နမူနာစာကြောင်းလေးတွေပြပေးပါလို့ simple sentence နဲ့ရေးထားတဲ့စာကြောင်းလေးတွေပြတ်ပေးပါလို့အဲရိုက်ထည့်ပြီးတော့အဲ့ဒီမှာကော့ကိုပြောင်းကြည့်အဲ့တော့သင်ခန်းစာကတော့ဒီနေ့ဒီလောက်ပါပဲမသိတာလေးတွေရှိရင်မရှင်းတာလေးတွေရှိရဆိုလို့ရှိရင်ကျွန်တော်ကို comment ရေးပြီးတော့ကျွန်တော်ကိုဆက်သွယ်နိုင်ပါတယ်ဒါမှမဟုတ်လို့ရှင်လဲကျွန်တော်ရဲ့ account ပေါ့နော် platform user ကနေကျွန်တော်စီကိုဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်အဲ့တော့အခုဒီရက်တင်လိုက်တဲ့အထဲမှာမှာ perfect tense တို့ biblical grammar အင်ဂျီတို့အဲ့ဒါလေးတွေကသဘောလောက်ပြောသွားတာပြီးခဲ့တဲ့သင်ခန်းစာမှာပါပါတယ်အဲ့ဒါလေးတွေအသေးစိတ်ကိုကြတော့အစောအနေနဲ့မှာ ပါပါတယ်အဲ့တော့အားလုံးအစီအမေကြမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်